အဲ့လိုမျိုးရိုက်ဖို့အတွက်စစ်ကောင်စီကစီစဉ်တဲ့အခါမှာလုံးဝကိုလိုလိုလားလားနဲ့ရိုက်ပေးတဲ့ကောင်တွေရှိတယ်။လုံးဝမရိုက်ချင်ရိုက်ချင်နဲ့ရိုက်တဲ့သူတွေရှိတယ်။အဲပြီးတော့ကျတော့ဒရိုက်တာလုတ်တဲ့ကောင်တွေလုံးဝသူတို့ဒရိုက်တာလုတ်ပေးပါမယ်ဆိုပြီးတော့လုတ်တဲ့ကောင်တွေရှိတယ်။အဲ့ဒီထဲမှာလုံးဝအတက်ကြွဆုံးကဝိုင်းဝိုင်းကအရန်တက်ကြွလာတဲ့ ္ဂလာပါဒီကနေ့ကတော့နိုဝင်ဘာလ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်တို့သတင်းတူးတွေရှိပါတယ်ပြီးရင်နောက်ဆုံးရသတင်းတွေလည်းရှိတယ်ကျွန်တော်တို့စုံစမ်းသိရှိရတဲ့သတင်းအချက်အလက်တွေလည်းရှိတယ်ပေါ့နော်အဗမောက်တိုက်ပွဲနဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်ပြောကြမယ်ပြီးတော့ဒါအမှုပညာရှင်တွေနဲ့စစ်ကောင်စီနဲ့ဝါရဖြန့်ဒါဇက်ကားပေါ့နော်ရွေးကောက်ပွဲအတွက်ဝါရဖြန့်ဇက်ကားပြီးရင်ဒီကမ်ပိန်းစာသားဒါရိုက်ဖို့အတွက်ကိုအော်အော်တောင်းနေဖြစ်နေတဲ့အကြောင်းနေအဲအဲ့ဟာကိုလိုလိုလားလားနဲ့စိတ်အားတက်ကြွစွာနဲ့လှုပ်ပေးနေတဲ့ကောင်တွေရဲ့အကြောင်းနေလေဒါကြောင့်ပြောကြမယ်အဲပြရနဲ့ဒါပကြောထွန်းမြင့်နိုင်တဲ့ပတ်သက်လို့ပေါ့နော် ပြည်သူတွေကဝိုင်းပြီးတော့စုတောင်းမြတ်တာပို့ပေးတဲ့ဟာမျိုးတွေဒါမွေးနေ့စုတောင်းစကားပြောပေးတဲ့ဟာမျိုးတွေအဲ့ဒါကိုပြန်ပြီးတော့တုံ့ပြန်လာတဲ့ဒါပြည်သူထွန်းမြင့်နိုင်ရဲ့ဒါစုတောင်းစကားတွေအဲ့ဒါလည်းပါမယ်ပြီးတော့ဒီတဝဲခရိုင်တပေါင်းစုနဲ့ဒါ KNL ပေါ့နော်ဒါတပ်မဟာ၄ဘက်ကပေါ့နော်အဲဒီတိုက်ပွဲနဲ့ပတ်သက်လို့ဒီအကြောင်းအရာတွေလည်းကျွန်တော်ပြောသွားမှာဖြစ်တယ်ပထမဆုံးတော့ဗမောက်ဗမောက်နဲ့ပတ်သက်တဲ့ကိစ္စအခုရက်ထဲမှာအဲတကယ်ပြတ်ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့တိုက်ပွဲချင်းတွေရှိတယ်အဲဒီတိုက်ပွဲချင်းတွေမှာဒါပြောချင်တာကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေက ကောင်းမွန်စွာနဲ့တုံ့ပြန်နိုင်ခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကဘယ်လောက်ထိအထူးကိများနေသလဲအဲဒါလေးနဲ့ပတ်သက်လို့ပြောသွားမယ်ပြီးတော့ထူးခြားချက်လေးလည်းပါတယ်ပေါ့နော်ဒါတပ်ဖွဲ့တွေကတောင်းဆိုလာတဲ့ဟာလေးလည်းပါတယ်အဲဥစ္စာလည်းကျွန်တော်ပြောသွားပြီးမှဖြစ်တယ်အဲ့တော့ပထမဆုံးတော့ဒါဗမောက်မြို့ဒီဟာကိုဒါစစ်ကောင်စီဘက်ကဒီဗမောက်မြို့ကိုသူတို့လက်လွတ်ဆုံးရှုံးအပ်ပြီးတဲ့အချိန်မှာအသေးအံပြန်ရဖို့စူးစမ်းနေတာရှိတယ်အဲ့လိုစူးစမ်းတဲ့အခါမှာမြေပြင်ကစစ်ကြောင်းထိုးတဲ့အပြင်ဥမှာပေါ့နော်ဒီစစ်ကြောင်းနေဒါအောင်မြင်ထိုးနိုင်ဖို့အတွက်ကိုသူက drone လက်နက်ကြီးပြီးရင်ဝိုင်းတွဲ လေကြောင်းကနေအစပေါ့နော်တောက်လျှောက်ဒါဖိုက်တာတွေနဲ့ပါတောက်လျှောက်ပြစ်ခတ်တိုက်ခိုက်ပြီးတော့ဒါသူတို့တွေတိုက်နေတာထိုးစစ်ဆင်နေတာပေါ့နော်ဒါပေမဲ့အဲ့ဒါကာလာတစ်ခုကြာလာခဲ့ပြီသူတို့တွေအရန်ထင်သေးခဲ့တာပေါ့နော်ဒီနေရာကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်သွားတဲ့အချိန်မှာ6ရက်ပဲကြာ6ရက်6ရက်ပဲကြာဒီမျိုးကိုပြင်းတဲ့အချိန်မှာအဲ့တုန်းကသတင်းဘလောက်ထိလုံခြုံတယ်လဲဆိုတော့ပေါ့နော်ဒါကျွန်တော်တို့ဒါပြည်သူတွေအနေနဲ့တော့ဒါသတိတောင်းသိမ့်မထားလိုက်မိဘူးပေါ့နော်တိုက်ပွဲတွေပြင်းထန်နေတယ်တိုက်ပွဲပြင်းထန်နေတယ်ဒါမျိုးတော့ပဲတိလိုက်ကြတယ်ဒါပေမဲ့တကယ်တကယ်မျိုးကိုတိမ့်လိုက်ပြီဆိုတဲ့အချိန်ကျမှအုံနဲ့ဒါ ထပြီးတော့သတင်းတွေပြန်ကားလာတာဖြစ်တယ်ဗောနော်အဲ့လိုပုံစံမျိုးနဲ့တင်ပိုင်နိုင်ခဲ့တာဖြစ်တယ်အဲ့တုန်းကလည်းစစ်ကောင်စီနဲ့ဒီ SN အဖွဲ့တွေကလောဝဒါဟိုကောင်ပြေးဒီကောင်ပြေးပြေးသလိုမျိုးကိုပြေးသွားရတဲ့အနေထားအဲ့တော့ဒီမျိုးကိုစစ်ကောင်စီဘက်ကအပြင်းထန်ပြန်ပြီးတော့ထိုးစစ်ဆင်နေရရှိတယ်။မြေပြင်စစ်ကြောင်းတွေလည်းအများကြီးအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်နေရရှိတယ်။အဲ့လိုထိုးစစ်ဆင်နေတိုင်းလည်းဒါတေဆုံးထိကြိုက်တွေအများအပြားဖြစ်ပြီးတော့ဒါပြန်ပြန်ပြီးတော့ဒါတို့နောက်ပြန်ဆုတ်နေရတဲ့အနေအထားတွေလည်းဖြစ်တယ်။ဒါပေမဲ့ထိုးတာမရက်သွားဘူး။ ဒီကောင်းနေဘလောက်တိဈွဲကြီးသလဲဆိုတာဟာလည်းပြောပြအောင်ပေါ့နော်အဲ့တော့အဲ့မှာဒါ MOD လောက်ခံတင်ရင်းနေတာ GAN ရေပူပေါင်းပြီးတော့ဒါမြို့ကိုကာကွယ်နေတာဖြစ်တယ်အဲစက်တင်ဘာလနောက်ဆုံးအပတ်မှာတိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်ပေါ့နော်ဒီစားကစားကအင်အားတွေစုဖွဲ့ပြီးတော့ပြန်ယူဖို့စ조사နေတဲ့ဟာကျွန်တော်ခုနပြောသလိုကာလတစ်ခုကြာခဲ့ပြီအခုချိန်ထိလည်းသူတို့ထိုးစစ်ဆင်နေထိုးစစ်ဆင်တာမှာပေါ့နော်ခုနပြောသလိုလေကြောင်း drone လက်နက်ကြီးအချိန်မောင်းမနေဘူးလေနေ့စဉ်နဲ့မျှကိုထိုးစစ်ဆင်တာပေါ့နော်အဲ့ဒါတွေအကုန်သုံးတာ စတိုင်းမဲ့လည်းစစ်ကောင်စီဘက်ကအထိနာတဲ့တေဆုံနဲ့ထွက်ပြေးတာတွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်ထွက်ပြေးတာတွေကဘယ်ပြေးလဲတော့မသိဘူးပေါ့နော်အဲ့လိုပြေးတာတွေလည်းရှိတယ်ဆိုပြီးသိရတယ်အဲဗမောက်မျိုးကကျွန်တော်စုံစမ်းတဲ့အခါမှာပေါ့နော် KPD ရဲ့တပ်ဖွဲ့ဝင်တယောက်စီကိုကျွန်တော်ဆက်သွယ်တဲ့အခါမှာဆက်သွယ်ရရှိတဲ့အခါမှာပြောပြလေးရှိတယ်အဲ့ထဲမှာထူးခြားချက်လေးပါတယ်ဗမောက်ရဲ့အခြေအနေကတော့ကောင်းနေတယ်ဒါမျိုးပဲကြားစင်တယ်ကောင်းနေအားရတယ်ပေါ့နော် SNE ကတော့နေတိုင်းထိုးစစ်ဆင်နေတယ်ကျွန်တော်တို့ဘက်ကခံစစ်ကိုကောင်းကောင်းလှုပ်ထားတော့ဒါနေတိုင်းသူတို့ပဲအထိနာပြီးတော့ပြန်ပြန်ဆုတ်သွားနေရတယ် နေမထိုးရင်ညထိုးတယ်ဟာအဲ့လိုတော့ထိုးတာနော်အဲတရက်မှမပြတ်ဘူးတဲ့ drone လက်နက်ကြီးအပြင်ဝိုင်တွဲတွေပါတုံးတယ်တဲ့ဒါဟိုဘက်က အဲစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ဒါ SN အဖွဲ့တွေကပေါ့နော်နေပိုင်းနေမကဘူးညပိုင်းနေပါထိုးစစ်ဆင်နေတာအဲ့တော့ကျောင်းတပ်ဖွဲ့တွေဘလောက်တော်မှပြင်ပန်းနေပြီလဲပေါ့နော်ဒီမျိုးကိုဒါပြန်ပြီးတော့လက်မလွတ်ရရေးပြန်မပေးရရေးအတွက်ကိုအစွမ်းကုန်ကာကွယ်နေကြတဲ့တပ်ဖွဲ့တွေရဲ့စ조사အောက်ထုတ်မှုတွေကိုဒါကျောင်းတွေအတိမတ်ပြုပါမှာဖြစ်တယ်အဒီဘက်အချမ်းတွေကလည်းပေါ့နော်ဒါလိုဝဲလို့အကူအညီတွေတောင်းခံလာတဲ့ခါကျရင်လည်းဝိုင်းဝန်းပြီးတော့အကူအညီပေးကြစီခြင်းတယ်ပေါ့နော်အဲစစ်ကောင်စီကတည့်ရတိုင်းပဲနေ့စဉ်ရက်ဆက်စစ်ကြောင်းထိုးတယ် အဲပြီးရင်နေမထိုးရင်ညထိုးတယ်ပြီးတော့ SN ကိုထိတ်ဆုံးကနေတင်ပြီးတော့ထိုးခိုင်းနေဆိုကနေကဒီကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကိုခြွေစစ်ပုံစံမျိုးသူတို့တော့လှုပ်ရှင်တာပေါ့နော်အဓိကတော့ခဲရန်နဲ့ပတ်သက်လို့ခဲရန်ကုန်ခန်းသွားအောင်မလောက်ငှအောင်ဒါမျိုးပုံစံမျိုးတွေလှုပ်တယ်ထိကြိုက်တန်ရရတာတယောက်ဖြစ်ဖြစ်နှစ်ယောက်ဖြစ်ဖြစ်ထိကြိုက်သွားရဲဆိုလဲအင်အားညော့နေအောင်ဆိုရဲရွေချက်မျိုးတွေနဲ့ရှေ့ကနေ SN ကိုတင်ပြီးတော့ထိုးခိုင်းနေရရှိတယ်အဲ့အတွက်လည်းတေးကြတယ်မတ်လုံးတွေပေးထားလိုက်မယ်ပေါ့နော်မတ်လုံးတွေဒီနေရာကခြွေရန်ထွက်တာဆိုပြီးတော့လည်းတိကျတာဖြစ်တဲ့အတွက်ပေါ့နော် ဒါစီပွားရေးနဲ့ပတ်သက်လို့အချို့အမြတ်နဲ့ပတ်သက်လို့အများကြီးကိုဒါတို့ရပိုင်ခွင့်ရသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့မလုံးပေးထားတာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အခုလို့ဒါဗမောက်ကိုပြန်ရဖို့အတွက်စစ်ကောင်စီကတက်မ33ပြင် SN အများအပြားနဲ့တို့ကထိုးစစ်ဆင်မှုအတွက်ကို home link ဘက်ကနေစပြီးတော့တို့ဒါစစ်မြောက်လှည့်ခဲ့တာပေါ့နော်ထိုးစစ်ဆင်လာတာဖြစ်တယ်နေပါစတဲ့အများအပြားပါဝင်သလိုတက်မ33 uniform ဝတ်ပြီးတိုက်ခိုက်နေတဲ့သူတွေအများစုကလည်း SN အဖွဲ့တွေဖြစ်တယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဓာတ်ပြင်ထူးခြားမှုတစ်ခုသူကထည့်ပြောသွားတယ်အဲ့ဒါအဲ့ဒါလေးလည်းကျွန်တော်ပြောပြမယ်နော် ဒါ home link ကနေပြီးစစ်ကူလိုက်လာတဲ့တမ3တုံးထဲမှာအဓိကကတော့တဲ့ SNA နဲ့ပြည်သူစစ်တွေများတာပါတဲ့စစ်ကောင်စီကနည်းနည်းပဲပါတာပေါ့နော်3တုံးရဲ့ uniform ကိုဝတ်ကြတာတဲ့နောက်တစ်ခုကအခုစစ်တပ်နဲ့ပေါင်းပြီးတော့တိုက်နေတဲ့ SNA ကိုလည်းပေါ့နော်ရှမ်းနီလို့တောင်မှမခေါ်စေချင်ဘူးတဲ့ဒါတောင်းဆိုတာမခေါ်စေချင်ဘူးရှမ်းနီလို့ကိုမခေါ်နဲ့ပေါ့နော်ဘာလို့မခေါ်စေချင်လဲဆိုတော့ဘာလို့ဆိုရင်တဲ့ဒါအခုဗမောက်ကိုခုခံကာကွယ်နေတဲ့အထဲမှာကျွန်တော်တို့လိုရှမ်းနီလူငယ်တွေအများကြီးပဲပါနေတယ်ရှမ်းနီမလို့မခေါ်နဲ့ ်။အာတိတ်ခါကြားတယ်ပေါ့ဗျာသိရမလား။ဒီလိုမျိုးဒါပြည်သူလူထုကိုနှိပ်စက်တက်ဖြတ်ပြည်သူတွေနေတဲ့နေအိမ်တွေကိုဒါမိရှုဒါဒီလိုမျိုးပုံစံမျိုးတွေလုပ်နေတဲ့အဖျက်မောက်တွေလုပ်နေတဲ့ကောင်တွေကိုသူကရှမ်းနီလိုမခေါ်နဲ့အဆက်နေဆိုအဆက်နေပဲခေါ်လိုက်အဲ့လိုမျိုးပေါ့နော်အဲရှမ်းနီလို့တော့ဒါမခေါ်စေချင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီဗမောက်မျိုးကိုစစ်ကောင်စီလက်ထက်ပြန်မကြစေရေးကာကွယ်နေတဲ့အထဲမှာကျွန်တော်တို့လို့ဒါရှမ်းနီလူငယ်တွေအများပြားပါဝင်လို့ဖြစ်ပါတယ်တဲ့အဲ့လိုပြောပါပါနော်ဒါလေးလဲဒါဒါကျွန်တော်မှတ်သားရမယ့်အရာပါနော် ကျွန်တော်တိမ့်ကျုံမျိုးပြောလို့မရဘူးဆိုတဲ့ဟာကိုသိစေချင်တာပေါ့နော်တခါတကြရင်ပြည်သူစစ်ပြည်သူစစ်လို့ပြောကြရရှိတယ်အဲ့ပြည်သူစစ်မှာကိုပဲစစ်ကောင်စီဘက်ကိုလိုက်တဲ့ပြည်သူစစ်ရှိသလိုလုံးဝတော်လိုင်းတပ်ဖွဲ့တွေနဲ့သူလိုက်ပြီးတော့ဒါတော်လိုင်းပြည်သူတွေဘက်မှာရက်တယ်ဒါပြည်သူစစ်ဆိုတဲ့ပုံစံမျိုးတွေလည်းနေရာဒေသအပေါ်မှာမူတည်ပြီးတော့ချုပ်ဖွဲ့တွေရှိကြတယ်ဗျအဲကြအဲ့လိုမျိုးပေါ့နော်စစ်ကောင်စီလက်ဝေကန်စစ်ကောင်စီလက်အောက်ခံစစ်ကောင်စီကျွန်တပေါက်အဲဒါမျိုးကျွန်တော်တို့ပြောရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ SNA စစ်ကောင်စီရဲ့ခိုင်းဘက် SNA အဲ့လိုပြောရမှာပေါ့နော်နောက်ထပ်ဖြစ်စဉ်တစ်ခုလည်းရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီကရုတ်တရက်ပုံစံမျိုးနဲ့စစ်ဗျူဟာပြောင်းတဲ့ပုံစံမျိုးလုပ်ခဲ့တယ်အဲ့ဒါကိုတပ်ဖွဲ့တွေကကောင်းကောင်းကြီးပြန်ပြီးတော့တုံ့ပြန်နိုင်ခဲ့တာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီ November 9ရက်နေ့မှာစစ်ကောင်စီကလေချောင်းကနေပြီးတော့ဗမောက်မြို့အနောက်ပိုင်းကိုဘုံရင်ကျဲတယ်ဘုံရင်ကျဲပြီးရတဲ့ဒါ SNA အဖွဲ့ရင်းနဲ့ပေါင်းပြီးတော့မြို့အတွင်းကိုဝင်ဖို့အတွက်အင်အားလုံးရင်းနဲ့ တကယ်ပြစ်ထိုးတဲ့ပုံစံမျိုးတွေလုပ်ခဲ့တယ်စူးစမ်းခဲ့တယ်ပေါ့နော်အဲ့လိုမျိုးလုပ်ခဲ့ပေမဲ့ဒါတွန်လင်းတပ်ဖွဲ့တွေရဲ့ဒါတံပြန်တိုက်ခိုက်မှုတွေကြောင့်မလို့တေဆုံးထိခိုက်များပြီးတော့ပြန်ထွက်ပြေးရတယ်ပြင်းရင်လည်းဒါသူတို့ကတဲ့ပြည်သူပိုင်အိမ်တွေကိုမီးရှို့ပြီးတော့ထွက်ပြေးကြတာများတယ်တဲ့အဲ့ဒါတော်တော်များရိုင်းနေပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့လည်းပြောသွားတယ်အဲ့ဒီကဖြစ်တဲ့ဖြစ်စဉ်မှာဆိုရင်ဒါ wide drain နဲ့ကျဲပြီးတော့တက်လုံးကိုလှုပ်တယ်တဲ့ထိုးတာကတော့နေတိုင်းကိုထိုးတာပေါ့နော်အဲထိုးတိုင်းအထိနာတယ်တဲ့ လာထိုးတိုင်းသူတို့လူတွေထမ်းထုတ်ပြီးတော့ပြန်သွားရတာတွေကိုမြင်နေရတယ်တဲ့လူမကုန်သေးဘူးနေမှာတဲ့ပြန်ဆုတ်ရင်လည်းကောင်းကောင်းမဆုတ်ဘူးတဲ့လမ်းတစ်လျှောက်အကုန်လုံးကိုမိပတ်ရှို့သွားတယ်အဲ့လိုပုံစံမျိုးလုပ်ပါပြည်သူတွေရဲ့နေအိမ်တွေကိုမိရှို့ပါတယ်ဗောနောအဓိကလိုက်လာမှဆိုးလို့လည်းဖြစ်ကောင်းဖြစ်မယ်အဲပြီးရင်ငါတို့ကိုလွတ်ရင်တွေ့လာငါတို့ကဒီလိုပြန်လုပ်မယ်ပြီးရင်မင်းတို့ကိုလွတ်ချမယ်ဆိုတဲ့ပုံစံမျိုးကြီးရည်ရွယ်ပြီးတော့လှုပ်သွားရလေဖြစ်ကောင်းဖြစ်မယ်ဗောနောအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဘက်ချမ်းမှာရှိတဲ့တိုက်ပွဲတွေကတဖြည်းဖြည်းနဲ့ပုံပုံပြီးတော့ပြင်းထန်လာတယ်နေ့စဉ်ရက်ဆက်တိုက်ပွဲတွေရှိတယ်တပ်ဖွဲ့တွေကမြို့မကြစေရေးမြို့ အတွင်းကိုစစ်ကောင်စီတပ်တွေနဲ့အစံနေအဖွဲ့တွေမဝင်လာစေရေးကိုမြို့ပြင်မှာထွက်ပြီးတော့ကာကွယ်ရတာတွေလည်းရှိတယ်ပေါ့နော်ရှိတော့ကြနေ့စဉ်နဲ့မျှတိုက်ပွဲတွေဖြစ်နေတာတွေအခုနောက်ပိုင်းရာသီဥတုကအပြောင်းလဲတွေဖြစ်လာတဲ့ခါကျတော့တပ်ဖွဲ့တွေပင်ပန်းကြတယ်အဲပြီးတော့ဒါတော်မှပဲလုံးဝစိတ်တမကြပဲနဲ့ကောင်းမွန်စွာနဲ့ပြန်ပြီးတုံ့ပြန်နိုင်နေလို့စစ်ကောင်စီဘက်ကခုထိဒါမြို့ထဲကိုဝင်ရောက်နိုင်သေးဘူးဖြစ်နေတယ်ဟောနော်ဒါဟာအားရစရာကောင်းတဲ့နေသားပါနော်အဲ့တော့မြို့တစ်ခုကိုရပြီးသွားပြီဆိုတဲ့အချိန်မှာဘာတွေကခက်ခဲသလဲဆိုတော့အဲ့မြို့ကိုပြန်မပေးရဖို့အတွက် ထိမ့်သိမ်းရတဲ့အပိုင်းတွေကပိုခက်ခဲ့ပါတယ်။လေကြောင်းတစ်ဖက်ကပေါ့နော်တစ်ဖက်ကရန်သူကစစ်ကောင်စီကလေကြောင်းနဲ့ပတ်သက်လို့အရေးတာနေတာဖြစ်တဲ့အတွက်ပိုပြီးတော့ကြံ့ကြံ့ခံရတယ်ပေါ့နော်။အဲ့တော့တပ်ဖွဲ့တွေဒီတိုက်ပွဲအတော်အတွင်းမှာစိတ်ဖိအားတွေအဲဒါဖိစည်းမှုတွေဒါတွေအများကြီးကြုံရတယ်ပေါ့နော်။အဲကြောင့်အာကျွန်တော်ဒါပြည်သူတွေအနေနဲ့ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေပေါ်မှာဒါခုနလိုစိတ်ခွန်အားတွေပေးနိုင်စေခြင်းနဲ့အဲပြီးရင်ကိုကြီးထောက်ပံ့မှုတက်နိုင်သလားပေါ့နော်မြေတားတွေပြပေးစေခြင်းနဲ့တပ်ဖွဲ့တွေတကယ်ကိုရကုတ်ကြဲနဲ့စူးစမ်းနေကြတာပေါ့နော်နေ့တိုင်းတိုက်ရဖို့အတွက်ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူးဗျ။ဒါပေမဲ့ကျွန်တော်တက်ဖွဲ့တွေမျိုးလို့လုံနိုင်တာပေါ့နော်။နောက်တစ်ခုကနိုဝင်ဘာ9ရက်နေ့အကြောင်းပြောမယ်ဆိုရင်ဒါနိုဝင်ဘာ9ရက်နေ့ကလည်းအာအာခတ်တော်ဒါတမူးကျုပ်ပေါ့နော်။မကျုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့ဖြစ်တယ်။အဲ့မွေးနေ့မှာလည်းဒါဒေါ်လန်ပြည်သူတွေကရောအဲဒါရခိုင်ပြည်သူပြည်သားတွေကရော အကုန်လုံးอ่ะဗောနော်ဒါပကြိုထွက်မျက်နှာကိုလေးစားကြတဲ့သူတွေအကုန်လုံးကဆူတောင်းစကားတွေပြဖို့ကြတယ်ဗောနော်အဲဆူတောင်းပေးကြတယ်လူမှုကွန်ရက်ပေါ်မှာလည်းဒါဆူတောင်းစာတွေအများပြားမြင်တွေ့ရလိမ့်မယ်ဗောနော်အဲ့လိုမျိုးဒါမွေးနေ့ကိုဆူတောင်းပေးခဲ့ကြရရှိတယ်ဒီလိုဆူတောင်းမြတ်တာပို့တာမှုတွေကိုပကြိုထွက်မျက်နှာကနိုဝင်ဘာ၈ရက်နေ့မှာပြန်လည်ပြီးတော့ဆူတောင်းမြတ်တာပို့ပြီးတော့ဂျေဇုတင်လွှာလေးဒါထုတ်ပြန်ခဲ့တာရှိတယ်ဗောနော်ဆူတောင်းမြတ်တာပို့ပေးကြတဲ့သူတွေအကုန်လုံးကိုလည်းဒါကျမ်းမာလုံးဂျုံဖို့ ပြီးရင်အေးချမ်းစွာရှိကြစီဖို့ပြန်လည်ပြီးတော့စုတောင်းမေတ္တာပို့တာတွေကိုဒါလောက်လောက်ခဲ့တယ်ပြီးတော့ရခိုင်မျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌအာခတ်တတော်တမှုချုပ်အဲဆိုမြေဆောင်လေးခံထားတယ်ဗောနော်ပြီးရင်အာခတ်တတော်ရဲဘော်ရဲဘက်များနဲ့ရခိုင်မျိုးသားအဖွဲ့ချုပ်ပြည်သူဝန်ထမ်းများမှလည်းပြည်သူများဤမျော်လင့်ချက်ဆန္ဒများအမြန်ပြေဝစေရန်ဆက်လက်စ조사ရုံးကန်တိုက်ပွဲဝင်သွားမယ်ဆိုပြီးပြောတာဗောနော်ရုံးကန်တယ်ဆိုတာဟာပါရုံးကန်ရတကယ်ရုံးကန်အာခတ်တတော်အေးလည်းရုံးကန်ရနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတိမ့်တဲ့အချိန်မျိုးလို့ပါလို့ဆိုရင်တွေ့ရလိမ့်မယ်ဗောနော် တပ်ဖွဲ့တွေကမပြေဆုံးမှုတွေအများကြီးတွေ့ရလိမ့်မှာဟာဒီအစ်စိအင်းနဲ့ဒီလိုမျိုးတွေတိနေတာဟောကောဟွေရလားလို့တော့ဖြစ်သွားစေနိုင်လောက်တဲ့ပုံစံမျိုးဘာမှမပါဘူးဘာအီကွင်းမဲလေးပဲပါတယ်အုတ်ထုတ်တော့မှတန်ခမောက်လေးပဲပါတယ် ကြီးကအုပ်ထုတ်တော့မဟုတ်သေးဘူးဗျအဲ့တော့အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ဒါလက်ရှိအချိန်ထိလည်းမပြည့်စုံဘူးအဗဂျိုးကလည်းပြောတယ်ပေါ့နော်ဒါဗဂျိုးထွန်းမြင့်နိုင်လည်းပြောတယ်ကျွန်တော်တို့တွေလည်းမပြည့်စုံဘူးကျွန်တော်တို့လည်းခက်ခဲတယ်ဒါပေမဲ့ကျွန်တော်တို့စားရသလိုပဲပြည်သူတွေကိုဒါစားရဖို့အတွက်ကိုတို့ဒါဒါမျှဝေပေးတာမျိုးတွေလှုပ်ဆောင်ပေးတာမျိုးတွေတသားတည်းဖြစ်အောင်ကူညီတာမျိုးတွေရှိကြတယ်ပေါ့နော်အဲ့ကြတော့ဒီလိုမျိုးကောင်းဆောင်မျိုးကိုရတာရခိုင်ပြည်သူတွေအတွက်တကယ်ကံကောင်းတယ်ပေါ့နော်အရန်ကံကောင်းတယ်အဲ့ဒါပါလဲဆိုတော့တခြားကြောင့်မဟုတ်အဲ့ဒါလေဒါသူတို့နဲ့ထိုက်တန်တဲ့ကောင်းဆောင်မျိုးသူတို့ရတာ အဲ့ဒီခေါင်းဆောင်ကလည်းသူနဲ့ထိုက်တန်တဲ့လူတို့ကိုသူတို့ရသူရပေါ့နော်ဒီခေါင်းဆောင်တွေကလည်းလူတို့ပေါ်မှာတကယ်စိတ်နာထားခဲ့လို့လူတို့ကလည်းဒီလူတကယ်ယုံကြည်လို့ပေါ့နော်အဲအကြောင်းလို့သူတို့ကသူတို့နဲ့ထိုက်တန်တဲ့ ေါင်းဆောင်တွေလူထုတွေကိုရတာဖြစ်တယ်ဗောနော်အကြည့်ကြည့်လိုက်တာရခိုင်ပြည်သူတွေကိုယ်တိုင်ကတကယ်စီးလုံးနဲ့ညီညွတ်တယ်ပူးပေါင်းပါဝင်ကြတယ်အဲ့လိုမျိုးဗောနော်ဒါတခုခုဆိုရင်ဒီအာခတ်တော် AA ရဲ့လှုပ်ဆောင်မှုတိုင်းကိုထောက်ခံတယ်အားပေးတယ်အဲပြီးတော့ကျတော့တခုခုလိုအပ်လို့ထုတ်ပြန်လာပြီဆိုတဲ့အခါဒီမှာလည်းလိုက်နာလာတယ်တွေ့ရတယ်ဗောနော်ဒီ Starling နဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးသိပါလိမ့်မယ်ဒီနှိစက်တဲ့သူတွေဆိုရင်သိလိမ့်မယ် ဒီစီရင်နဲ့ပတ်သက်လို့လုံချွေးနဲ့ပတ်သက်လို့စီမင်းစည်းကမ်းထုတ်ပြန်တဲ့အပိုင်းနေအဲဒါနဲ့ပတ်သက်ရင်လည်းပြည်သူကတကယ်ကိုလေးလေးစားစားပုံစံမျိုးနဲ့လိုက်နာတယ်ဗောနော်အဲ့လိုလိုက်နာဖို့အတွက်ကမလွယ်ဘူးတကယ်ကိုမလွယ်ဘူးဘာလို့လဲဆိုတော့ဒီဒီလေချောင်းနဲ့ပတ်သက်လို့ဗောနော်တောက်လျှောက်အခုရက်ပိုင်းနေမှာတောက်လျှောက်ကိုဘုံနေကျဲလာတဲ့ခါကျတော့အဲတချို့နေရာတွေမှာဗောနော်ဒီအင်တာနက်အသုံးပြုတဲ့အပိုင်းနေဖုန်းအသုံးပြုတဲ့အပိုင်းနေကအရန်အနေများလာတဲ့ခါကျတော့ချို့နေရာတွေမှာအဲ့ဟာတွေကစစ်ကောင်စီကလည်းပိတ်ထားတာရှိသလိုဗောနော်အားကတက်တော့အိမ်အင်းနေနဲ့လည်းတားမြစ်ထားတာမျိုးရှိတယ် ချို့မြို့တွေဆိုရင်ကျွန်တော်ပြောပြရင်ပြအဲ့လိုဟိုးရင်ခက်တော့ပုံစံမျိုးဖုန်းတွေမပေါ်ခင်တော့ပုံစံမျိုးပေါ့နော်အဲတယောက်နဲ့တယောက်ဆက်သွယ်ဖို့အတွက်ကိုကားကြီးကနေပြီးစာထည့်ပေးရတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးတွေတောင်မှရခိုင်ပြည်နယ်မြို့နယ်တွေထဲမှာရှိတယ်အဲအဲ့လိုပုံစံမျိုးဖြစ်နေတာတောင်မှပဲပြည်သူကကြည်ပြူတယ်ဗျာလာစဉ်လာစဉ်သူတို့ရသမျှလှုပ်အားကြတဲ့ကပေါ့နော်အဲတောက်လျှောက်ဒါပြန်ပြီးတော့ဒါတက်တော်ကိုပြန်ပြီးကန်ပန်ဖို့ပြီးနေတာမျိုးတွေရှိတယ်အဲဟိုဟိုဒီနေ့ကပေါ့နော်ဒါ ဒါစစ်ကောင်စီရဲ့ drone လက်ချက်နဲ့တေဆုံသွားရတဲ့ဒါပရိတလူငယ်လေးပေါ့နော်ဒါညီလေးအဲ့ညီအက်ကလေးလေးဆိုရင်သူဆိုပြောရကျွန်တော်စီမှာဒီဒီမိသားစုတစုကိုပေါ့နော်အဲမိသားစု၃၄ယောက်ရှိပါတယ်ဆိုတော့တစုကိုတသိန်း၂သိန်းလောက်ပဲရတဲ့ဟာမျိုးကြီးရှိရပေါ့နော်အဲအဲ့လိုဟာမျိုးနဲ့ရတာတောင်မှပဲအဲ့ထဲကဘလောက်ရာဂိုင်နှုန်းဆိုတဲ့ဟာကိုဒီတက်တော်ကိုပေးတယ်ပေါ့နော်အေးဒါအာခတက်တော်ကိုဒါပြန်ပြီးတော့ထောက်ပံ့တယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့အသိစိတ်နဲ့သူတို့လုပ်တာဗျာအဲ့လိုမျိုး အဲ့လိုမျိုးလှုပ်တယ်ဆိုတဲ့ကဘသူရဲ့တိုက်တွန်းမှုမှမပါပဲလှုပ်တယ်ဆိုတဲ့ဒီခေါင်းဆောင်နေပေါ်မှာသူတို့အယံယုံကြည်ထားလို့ကျွန်တော်ရှေ့မှာခဏခဏပြောဥပါတယ်ဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံကဒီနေရာလေးနဲ့ပတ်သက်လို့ဘလို့ပုံစံမျိုးဟေ့ဘလို့နေထားဟေ့ဆိုပြီးပြောလိုက်တဲ့ခါကျတော့ချက်ချင်းလက်ငင်းရှောင်းတိန်တဲ့ဟာမျိုးတွေနားထောင်တဲ့ဟာမျိုးတွေတွေ့ရတယ်ဆိုကျွန်တော်တို့အံ့ဩရတယ်ပေါ့နော်ဒါကသူတို့အတွက်ကအထူးဆန်းမဟုတ်ဘူးအံ့ဩစရာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့လေသူတို့ကဒီလိုမျိုးခေါင်းဆောင်မျိုးကိုရတယ်ပေါ့နော်ဒါကြောင့်မလို့လေဒီကောင်းဆောင်ကဒါတလေးတစားနဲ့ပြန်ပြီးတော့ဒါသူ့ကိုဆူတောင်းပြတာပို့တဲ့သူတွေကိုပြန်ပြီးတော့ ဒါပြန်စုတောင်းမြစ်တာပြန်ပြီးပြန်ပို့လဲဗောနော်လေးလေးစားစားနဲ့ပြန်ပြီးတော့ထုတ်ပြန်ပေးတာရှိတယ်ဗောနော်ဒါကတကယ်ကိုသူတို့ ਨੇ ထိုက်တန်တဲ့ဟာကိုသူတို့ရတယ်ဆိုပြီးကျွန်တော်ပြောရမှာဗောနော်အဲ့တော့ကျွန်တော်အခြားနေရာတွေမှာလည်းဒီလိုတွေဖြစ်ဖို့လိုတယ်ဗောနော်ဟိုကျောင်းကတချို့ကောင်းတဲ့အရာတွေဆိုရင်ကျွန်တော်ကတကယ်ကိုအတူယူရမှာတွေရှိတယ်မကောင်းတဲ့အရာတွေဆိုရင်ကျွန်တော်ပယ်ဖျက်မှာရှိတယ်ဗောနော်အဲ့တော့အကုန်လုံးတော့ပြည့်စုံနေတာတော့မဟုတ်ဘူးဗျ ဒါပေမဲ့လည်းဒီလိုမျိုးကောင်းတဲ့အချက်တွေကောင်းတဲ့အရာတွေဆိုရင်တော့ကျွန်တော်တို့ကအခုလက်ရှိအနေထားနဲ့လိုအပ်နေတယ်ဆိုရင်ယူရမှာပဲပေါ့နော်အခု A ကအဲ့လိုမျိုးပုံစံမျိုးနဲ့ချက်မှတ်တယ်ကိုကဲတယ်ဥဆောင်တယ်အဲ့လိုလုပ်တဲ့ခါကျတော့စီးရင်နဲ့ပတ်သက်လို့အယံကိုအောင်မြင်တယ်ပေါ့နော်ကာလပိုင်းခြားအတူလေးအတော်တွင်းမှာပဲအတူလေးဆိုပေမဲ့လည်းတကယ်ပြောချားအဖွဲ့စည်းအနေနဲ့ရှင်တယ်ဆိုရင်တော့ပြောတာပါပေါ့နော်တကယ်တော့လွယ်ကူခဲ့တာတော့မဟုတ်ဘူးအဲ့လိုကာလပိုင်းခြားမှာပဲအောင်မြင်မှုအကြီးကြီးရ ဲ့လိုမျိုးရဖို့အတွက်ကရှေ့ကစီမင်းစီကန်းတွေတာမင်ချက်တွေထုတ်ပြန်ချက်တွေပူးပေါင်းပါဝင်မှုတွေကအရင်ဒါအဓိကကြာခဲ့တာဗောနော်အဲ့ကြအဲ့လိုမျိုးပုံစံမျိုးတွေဆိုရင်ကျွန်တော်တို့တခြားဒါကျွန်တော်တို့နေတွေကဗောနော်တခြားနေရာတွေကတခြားတိုင်းတွေကတခြားပြည်နယ်တွေကလူလူရဲ့ဒါကောင်းဆောင်တဲ့သူတွေရဲ့ဒါတွေကလည်းအတူယူရမယ့်ဟာတွေဖြစ်တယ်ဆိုတာလေဒါအကြံပြုတင်ပြခြင်းနဲ့ဒါကတကယ်လေးစားစရာကောင်းတဲ့ဟာမလို့ပေါ့နော်နောက်တစ်ခုကဒါတဝဲခရိုင်ပြည်သက်တန်ရင်နှစ်ကတိုက်ပွဲမှတ်တမ်းလေးတစ်ခုထုတ်ပြန်လာတာရှိတယ်အဲ့မှာဒါဖြစ်စဉ်အချင်းလေးလည်းရေးထားရှိပေါ့နော်အဲ့ဒါ တရရှောင်းမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုတိုက်တဲ့အကြောင်းတနေကုန်တိုက်ပွဲဖြစ်တာစစ်ကောင်စီစစ်သား၁၀ဦးထက်မနည်းသေဆုံးတယ်ရဲဘော်တအုပ်အပြင်းထန်ဒဏ်ရာရတယ်မဆိုးရင်ကဒဏ်ရာရတာလည်း၂ဦးရှိတယ်ဗောနော်အဲ့တော့နောက်ထပ်ဒီအော်တိုဝါ၈ရက်နေ့မှာလည်းဗဒါဗရက်ချောင်းကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီကိုတဝဲခရိုင်တပ်ပေါင်းစုနဲ့ GNU တပ်မ၄ကဗောနော်ဒါတိုက်ခိုက်လို့စစ်ကောင်စီစစ်သား၄ဦးသေဆုံးတယ်ဗောနော်အဲ့တော့အဲ့ကျွန်တော်အဲ့ဖြစ်စဉ်ဆိုတာထပ်ဗောနော်ဒါတိုက်ပွဲဗီဒီယိုနဲ့ပတ်သက်လို့ပြောချင်တာလေးရှိတယ်တကယ်အားရစရာကောင်းတာနော် ပြစ်ချက်တွေပြစ်ချက်တွေဆိုတာဗျာတဖုံးဖုံးနဲ့ဆိုတာနော်တဖုံးဖုံးနဲ့ဆိုတာမှသူကလုံးဝရန်တမ်းပြီးတော့ပြစ်တဲ့ပုံစံမျိုးမဟုတ်ဘူးလုံးဝအတွဲလိုက်ပြည့်ရမယ့်နေမှာနေရာမှာအတွဲလိုက်ပြည့်မယ်တစ်ချက်ချင်းစော်ရမယ့်နေရာမှာတစ်ချက်ချင်းစော်တဲ့ပုံစံမျိုးတွေတကယ်တွေ့ရတယ်ဒီတဝဲဘက်ကအဖွဲ့ကြီးလိုက်ရင်ဗျာတကယ်အားရစရာကြီးတွေပေါ့နော်အဲအဲ့လိုမျိုးပြစ်ပြစ်တဲ့ခက်တဲ့အပိုင်းနေမှာကိုပဲလုံးဝ ကြည့်လို့ကိုကောင်းနေတာဗျာတိလားအားရစရာကြီးတွေဖြစ်နေတာဟောနော်ဒါရှေ့မှာရှေ့ရွာလိုက်မှာဒါတိကျွန်တော်တို့လည်းပြောခဲ့ကြပါဘောနော်ဟိုမှာခွိခွိခွိဆိုပြီးတော့စော်ထုတ်လိုက်တဲ့ဟာဟောနော်အဲဥစ္စာဆိုလည်းမျက်လုံးနဲ့ကိုအခုချိန်ထိမထွက်ဘူးဗောနော်အခုလည်းအဲ့လိုပုံစံမျိုးတွေမြင်ရတယ်လုံးဝတစ်ချက်ချင်းတဖုံးဖုံးနဲ့စော်တာဗောနော်ရမ်းပြတဲ့ပုံစံမျိုးမဟုတ်ဘူးဒါပြင်မိုးရွာကြီးထဲမှာခြားကြတာဗျာမိုးရွာကြီးထဲမှာဒီတိုက်ပွဲတန်နေဆူညံနေတဲ့မိုးတန်နေဆူညံနေတဲ့ဒီကြားထဲမှာတိုက်ပွဲပေါ်ဆောင်နေဟာလုံးဝသူတို့မြင်ရတာဗျာတကယ်စစ်သားတယောက်လုံးရမယ့်အလုပ်တွေအကုန်လုံးကိုသူတို့က ိုအသိစိတ်တတ်တဲ့ကိုလှုပ်သွားတာပေါ့နော်အဲဥဆောင်တဲ့သူကညွှန်ကြားတဲ့ဟာတွေကိုကဲတဲ့ဟာတွေဒါတွေအရင်ဆုံးတွေ့ရလိမ့်မယ်ပြီးတာနဲ့ဒါတယောက်ချင်းစီဒါထွက်သွားပြီးတော့ချင်းကက်ပြီးတော့တိုက်ဝဲဝင်ကြတဲ့အခါအဲကန့်အမဲ့နေရာတွေကိုပြစ်ကတ်သွားတဲ့ဟာတွေရှင်းရမဲ့နေရာတွေထိုးချင်ရှင်းတဲ့ဟာမျိုးတွေဒါမျိုးတွေကစားတကယ်အားရစရာကောင်းအောင်တွေ့ရတယ်တကယ်ကိုဗျာမေဘာလို့မင်းညာလို့ဆိုတဲ့ပုံစံမျိုးပြောစရာမလိုဘူးပေါ့နော်အရေးပေါ်တယောက်ချင်းစီအတိုင်းကတပ်ဖွဲ့ဝင်တယောက်ချင်းစီအတိုင်းကကတ်သွားရဆိုရင်ဘာလုပ်မလဲဘာလုပ်မလဲဘယ်နေရာကိုရှင်းမလဲဘယ်ဟိုဟာဖြစ်မလဲ သတိပေးတာပဲရှိတယ်ဗျာအခုနတို့ညွှန်ကြားတဲ့ပုံစံမျိုးတိုက်ပွဲထဲမှာတိတ်တော်မှမတွေ့ရဘူးအကုန်လုံးကလှင်မြန်ဖြက်လက်ပြီးတော့လောက်ရမဲ့အလုပ်တွေဇက်တိုက်ဇက်တိုက်ဇက်တိုက်ဇက်ဆက်သလိုလှုပ်သွားတာအဲ့ဒါကြီးကအားရစရာကောင်းတယ်ဗောနော် RPG တွေ့ထုတ်လိုက်တဲ့အခါတော့ဆိုတကယ်အားရတယ်ဗျာစီလားပြီးတော့ကြတော့ဒီစစ်ကောင်စီစစ်သားပုံနေတဲ့စစ်ကောင်စီအလောင်းနေစီကနေပြီးတော့ကြီးတွေပါလေယူလာတွေပါလေညာတွေဒါတွေလည်းတွေ့ရလိမ့်မယ်ဗောနော်အချို့ကြတော့အာရမ်းပစ်နေရပါညာမဟုတ်ပြတာတခါလဲဟိုက ပိုလိုပက်လက်လန်နေတဲ့ကောင်တွေပေါ့နော်အဲအဲ့လိုကောင်မျိုးဂယုကိုမဆိုင်တာအဲကောင်တွေတေဝိုင်းဆိုတာ ਨੇ တခါတည်းကောက်ပြီးယူစာရှိရာယူပြီးတော့ဆက်ပြီးတော့ပြင်းတယ်ပေါ့နော်အဲ့လိုပုံစံမျိုး ਨੇ တိုက်ပွဲဝင်သွားတဲ့ဟာတွေတွေ့ရတယ်ပိုးစိုးပက်ဆက်တည်နေတဲ့ဟာတွေလည်းကိုမြင်ရတယ်ပေါ့နော်ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်အဲအဲ့ဘက်ချမ်းကဖွဲ့တွေကဒီတိုက်ပွဲဗီဒီယိုနဲ့ပတ်သက်လို့ထုတ်ပြန်လာပြီးဆိုတဲ့ခါကျရင်တကယ်အားရစရာကိုကောင်းနေတာအဲ့လိုမျိုးကြည့်ရတာကိုဟာတကယ်အတန်နားထောင်လိုက်ရင်ကိုပဲတကယ်မိုက်တယ်ပေါ့နော်ပြီးရင်အဲ့လိုမျိုးတက်သွားပြီဆိုတဲ့အချိန်မှာဒီရန်သူကောင်းမထောင်နိုင်အောင်လို့ပေါ့နော် ပြင်းရှင်းရှင်းတဲ့ပုံစံမျိုးတွေပြစ်တက်တက်တဲ့ပုံစံမျိုးတွေဒါတွေကလည်းတကယ်ကိုလုံးဝစနစ်ကျတယ်ဆိုပြီးတော့ပြောရမှာပေါ့เนาะအဲ့တော့ဒီတိုက်ပွဲမှတ်တမ်းဗီဒီယိုလေးကလည်းကျွန်တော်သဘောကျလို့ထည့်ပြီးတော့ပြောပြပေးရဖြစ်တယ်ပေါ့เนาะနောက်တစ်ခုကတော့အခုလက်တလောစစ်ကောင်စီဘက်မှာကြဲရိုက်နေတဲ့ဟာပေါ့เนาะဒီဝါရဖြန့်ဒီဒီအဓိကတော့သူတို့ရဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ဝါရဖြန့်မှုအတွက်ပေါ့เนาะဒီဇာကာဇာကာရိုက်လိုက်တာကနေစလိုက်တဲ့သဘုတ်ဦးကအခုဒီရှုပ်နေတော့ရှုပ်နေတော့ အဲ့မှာအကုန်လုံးပါမှရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အခုဆိုရင်ဒါဒီကမ်ပိန်းစာသားကိုအကုန်လုံးရွတ်ဆိုတဲ့ပုံစံမျိုးနဲ့ရိုက်ကူးရေးပုံစံလုပ်တယ်လုပ်တဲ့အချိန်မှာအခုအကုန်လုံးနှီးပါပါသွားပြီရုပ်ရှင်လောကကဒါအကုန်လုံးနှီးပါပါเนาะနာမည်ကြီးပါညာလူသိများတဲ့သူတွေအကုန်လုံးပါသွားပြီအကုန်လုံးနှီးပါကိုပါသွားပြီလုံးဝဒီနိုင်ငံရေးတို့ပါလို့ညောင်းနဲ့ပတ်သက်လို့မသိပါဘူးအဝေးဆုံးမှနေပါမယ်ဆိုတဲ့လူတွေကစအကုန်ပါသွားပြီ ကိုလုံးနီးပါးပါသွားပြီပေါ့နော်။ဒါဖွေးဖွေးနဲ့ပတ်သက်လို့လည်းဒါကြားလိုက်မယ်ထင်ပါတယ်။အဲသူ့ကိုဒါပြင်းဦးလင်ကနေပြီးတော့သွားပြီးတော့အဲ့ရိုက်ခွေးကနေခေါ်ချလာတယ်။ပြင်းဦးလင်ရေစခန်းမှာတော့မဟုတ်ဘူး။ရန်ကုန်ထိခေါ်ပြီးတော့မေးတယ်တဲ့အမေဘာခက်ခဲရှိလို့လဲပေါ့နော်။လုံးဝသူ့ကိုဒါဖန်ဆီးတာမျိုးမဟုတ်ပါဘူး။စစ်ဆေးတာမျိုးမဟုတ်ပါဘူးဆိုပြီးတော့ဒါချိန်ချောက်တာဗျာဘာမထူးဗျာတနေ့ကြီးကင်ပြီးတော့နော်ဘာခက်ခဲရှိလို့လဲအဲအဲ့လိုပုံစံမျိုးနဲ့မေးတာကဲဘယ်လောက်ထိရုပ်ပါလဲကျွန်တော်ပြောတာကဲ လုံးဝသူတို့စိတ်ထဲမပါလို့ဗျာမဝင်စားလို့ဗျာစိတ်ဝင်စားလို့သူတို့နဲ့မပတ်သက်ချင်လို့ဒီလိုမျိုးပုံစံမျိုးနဲ့ရှောင်ထွက်တာတော့မှပဲမရတဲ့ပုံစံမျိုးမြင်တွေ့ရတယ်ဗောနော်အဲ့တော့ကျတော့အဲ့ဟာနဲ့ပတ်သက်လို့ကတော့ဒါပြည်သူကသူကလည်းသူဆုံးဖြတ်လိုက်မှာဗောနော်အဲ့တော့အဲ့ဖြစ်စဉ်နေတဲ့ကထူးခြားတဲ့ဟာလေးတွေကျွန်တော်ပြောပြချင်တယ်အဲ့ဒီကကဘာလဲဆိုတော့အဲ့လိုမျိုးရိုက်ဖို့အတွက်စစ်ကောင်စီကစီစဉ်တဲ့ခါမှာလုံးဝကိုလိုလိုလားလားနဲ့ရိုက်ပေးတဲ့ကောင်တွေရှိတယ်လုံးဝမရိုက်ချင်ရိုက်ချင်နဲ့ရိုက်တဲ့သူတွေရှိတယ်အဲပြီးတော့ကျတော့ဒရိုက်တာလုတ်တဲ့ကောင်တွေလုံးဝသူတို့ဒရိုက်တာလုတ်ပေးပါမယ်ဆိုပြီးတော့ လုတ်တဲ့ကောင်တွေရှိတယ်အဲတချို့ကျတော့ရိုက်တာတော့မလုတ်ပေးဘူးအဲသေယုံဆောင်တာတော့မလုတ်ပေးဘူးပေါ့နော်ဒါပေမဲ့ writer နေရာနေလုတ်ပေးမယ်ဆိုလဲလုတ်လုတ်ပေးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လုတ်ခဲ့အမျိုးမျိုးပေါ့နော်အချင်းတွေကတော့အမျိုးမျိုးကွဲတယ်ဒါပေမဲ့ဘယ်ကောင်ကဘသူလဲဘသူကဘလို့ပုံစံလဲဘလို့စိတ်ထားလဲဆိုတာတော့ဒါပြည်သူကလည်းနာမည်ရှင်းနေထွက်လာရင်သိမှာပဲပေါ့နော်အဲ့တော့အဲ့ဒါတော့ဒါပြောစရာအကြောင်းဖြစ်ဘူးပေါ့နော်အဲ့တော့ရိုက်တဲ့အချိန်မှာဘလို့ရိုက်လဲဆိုတော့သူကဒီ backdrop ပေါ့နော်အနောက်ခံကိုသူကအဖြူရောင်ထားပြီးတော့အဲ့မှာပါတဲ့ logo တွေစာတန်းတွေအကုန်လုံးကိုလုံးဝအစိမ့် အသိအောင်ကြီးပဲလုံးဝအစိမ့်ကြီးလိုက်တာနဲ့ကြံ့ဖို့ဆိုတဲ့ဟာကိုထင်းနေအောင်လုံးဝတိတာစီတယ်ဗျာကြီးလိုက်တာနဲ့မြင်တာစီတယ်ဗျာအဲ့လိုပုံစံမျိုးဖြစ်အောင်ရိုက်ခိုင်းခဲ့တာဖြစ်တယ်အဲ့တော့ driver ဆိုရင် why ဝင်းလင်ထွက်ဝင်းလင်ထက်မိဘဝင်းလင်ထွက်မိဘဩရတာပေါ့နော်အဲ့ဒီအထဲမှာပေါ့နော်အဲ့ဒီထဲမှာကျွန်တော်အမြင်ကက်လို့ပြောတာပါအဲ့ဒီထဲမှာလုံးဝအတက်ကြွဆုံးက why why ကအရန်တက်ကြွလာတဲ့လုံးဝဒီလိုမျိုးရိုက်ဖို့အတွက်ကို တခြားသူတွေကအဲ့လိုမျိုးစိတ်မပါလက်မပါလာရရသူတွေရှိရဆိုတော့မျက်နှာမကြည့်မသားတွေပါဖြစ်နေရဗျာအဲ့လိုမျိုးဖြစ်နေတဲ့ဟာကိုသူကဒါရိုက်တာလောက်အဝိုင်းရဒါရိုက်တာလောက်ပြောရိုက်ပြီးရိုက်ပြီးတော့အဲ့လိုမျိုးမကြည့်မသားဖြစ်နေဆိုရင်အဲ့ဝိုင်းရပါပြောမျက်နှာလေးပြုံးပေးပါအောင်အသက်ပါအောင်လှုပ်ပေးပါအောင်အကြည့်တက်လေးပါအောင်လှုပ်ပေးပါအောင်အဲ့လိုပုံစံမျိုးနဲ့ကိုခိုင်းပြီးတော့ဒီကောင်ကတက်ကြွရတဲ့ကြက်ဖာဖြစ်နေလားအဲ့ကောင်အဲ့ကောင်အဲ့လိုဖြစ်နေရပါဘောနော်အဲ့တော့အဲ့ကောင်ကအတက်ကြွဆုံးပါနော်အဲပြီးရင်ဒုတိယအတက်ကြွဆုံးကဒါခုနကဒါ ဝင်းလွင်ထက်အဲအကောင်အတက်ကြွဆုံးပြီးမှဒါမီးပွားနဲ့ဩရတကဒါသူတို့ပြီးမှပေါ့နော်အဲအဲ့လိုမျိုးဒါအစ်စ်နေရာစခွဲထားပေးလိုက်တယ် အဲ့တော့ဒါဒီလိုဟာတွေကိုရိုက်ကူးတာကအဓိကတော့တင်အောင်ဆိုးတင်အောင်ဆိုးပန်းမြိုင်လေအဲဘာပန်းမြို့တော့ပန်းမြို့တော့တင်အောင်ဆိုးအဲ့ကောင်ကပြီးရင်ထက်ရဲအောင်မှာဆိုပြီးတော့လည်းသိရတယ်ဒီဇလန်တို့ပုံစံမျိုးတွေရိုက်မယ်ပြီးရင်ဒီရွှေကောက်ပွဲနဲ့ပတ်သက်တဲ့ဝါရဖျက်နဲ့ဇာကားတွေထက်ရဲအောင်မှာဆိုပြီးတော့လည်းသိရတယ်စစ်ကားတော်တော်များများလည်းဒီကောင်ဝင်ရိုက်တာပေါ့နော်ဒီကောင်လည်းတက်ထဲကနေပြီးတော့ပဲတောက်လျှောက်ဟိုဟာဖြစ်ခဲ့ရဖြစ်တဲ့အတွက်စစ်ကားနဲ့ပတ်သက်လို့ပေါ်စီကားတွေအကုန်လုံးဒီကောင်မှာရိုက်တာအဲဒီကောင်ကဒီလိုလုပ်ခဲ့တာပေါ့နော်ပြီးတော့ ဒီအခုလက်ရှိရိုက်ခိုင်းတဲ့ဒီအနုပညာရှင်တွေပေါ့နော်အဲ့ဒီအနုပညာရှင်တွေကိုဆက်သွယ်တဲ့ခါကျတော့ရှိုးကဆက်သွယ်လို့မရတာရှိတယ်ရှိုးကဆက်သွယ်လို့ရတာရှိတယ်ရှိုးကဘယ်ကိုဆက်သွယ်ရမှန်းမသိတာရှိတယ်ရှိုးကဘယ်ရောက်နေမှန်းမသိတာရှိတယ်အဲ့အဲ့လိုမျိုးဟာမျိုးတွေဆိုရင်ဘသူစီကနေပြီးတော့သွားတယ်ဆိုတာအဓိကလှုပ်ပြီးမှုေပြီးတဲ့ကောင်ကထားပါတော့ဘသူကဘယ်မှာဘာကရိုက်နေတယ်ဘယ်မျိုးရောက်နေတယ်ဆိုတဲ့ဟာတွေကိုစပြီးတော့ပြောပြီးတော့မှုနေတဲ့ကဒါ MRTV4 ပိုင်ရှင်ဒါဝင်းမော်ရဲ့လူယုံတိန်ထုံးအောင်ဆိုတဲ့ကောင်ကမှုေတာအဲ့ကောင်ကစစ်တပ်ထဲမှာ ဆာယဖအဆင့်ဆာယဖဘုံမူအဆင့်သူကနေခဲ့တဲ့កောင်ပေါ့နော်အဲအဲ့အဲ့အဆင့် ठी လောက်ခဲ့တဲ့កောင်ပေါ့နော်စစ်တပ်နဲ့ရောဒါပြန်ကြားရေးနဲ့ဂျားတွေကနေသူကဆက်ဆက်ပြီးတော့အကုန်လုတ်ပေးတဲ့កောင်ဒီ MRD4 ပန်ရှင်ဝင်းမော်ရဲ့တကက်လူယုံအရင်ပေါ့နော်ရှမ်းပြည်ဘက်မှာဒါပင်းတရားဘက်မှာအေက800ရှိတဲ့စတူဒီယိုရဲ့အတိတ်ပဲ့ကန်ရှင်ဆိုပြီးတော့လေပြောကြတယ်အများစုကသူ့ကိုဘုံမူလို့ခေါ်တယ်အဲဘုံမူလို့ခေါ်အပြင်ဒါရှမ်းပြည်ကိုသူကပြန်ရတာလည်းရှိတယ်ပြီးရင်အဲ့လိုမျိုးတော်တော်လာလာကြီးလောက်ရတာလည်းရှိတော့ အဲချို့ကိစ္စတွေချို့နေရာတွေချို့ဒေသတွေကြာရင်သူကဒီတော်လိုင်းတပ်ဖွဲ့တွေ PDF တပ်ဖွဲ့တွေနဲ့နှီးဆက်တဲ့နေရာမျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်သူကကြောက်တော့ကြတော့သူ့ကိုဘုံမှုလို့မခေါ်ပါနဲ့ဆိုပြီးတော့ဒါတားထားတယ်ဆိုတဲ့ဟာလည်းသိရတယ်ဗောနော်အဲ့တော့ဒီကောင်ကလဲမှွေတာဗောဒီကောင်လဲမှွေတာဘယ်မှာဘသူရှိတယ်ဘသူစီကိုသွားဖို့အတွက်အဲဘယ်မျိုးမှာဘသူရောက်နေတယ်ဘာရိုက်ကွင်းလုပ်နေတယ်ဘာဇကားရိုက်နေတယ်ဆိုတဲ့ဟာတွေကိုဒီကောင်ကမှွေပြီးတော့လောက်ခဲ့တာဖြစ်တယ် အားလုံးရဲ့နောက်ွယ်မှာတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ဒါလက်မဲကြီးတွေကတော့ရှိကြတက်စမြဲပဲပေါ့နော်။ဘာဖြစ်ဖြစ်ဒါပြည်သူကတော့လုံတဲ့လုံထိုက်တဲ့အလုပ်တွေလုပ်ပါလိမ့်မယ်။ဒါကျွန်တော်တို့ကဘသူဘဝဆိုတာထက်ပေါ့နော်။အခုကျွန်တော်တို့စုံစမ်းသိရှိရတဲ့ဟာတွေကဘာတွေဘာတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုအခုလိုမျိုးပြန်ပြီးတော့ဝင်မြပေးတာဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ။